ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပြည်နယ်တတော်ရုံတွင်ရတနာသစ်ခမ်းမမှာနှစ်ရက်တာကျင်းပပြုလုပ်ခဲ့တဲ့အင်းလေးကံရေရှည်တည်တဲ့ခိုင်မြဲရေးအလုံယုံဆွေးနွေးပွဲရလအဖြစ်အင်းလေးကံအုပ်ချုပ်ရေးအဖွဲ့ကိုအသစ်ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီးအင်းလေးကံရေရှည်တည်တဲ့ရေးအတွက်သုံးစွဲနိုင်မှုတည်ကြရန်ပုံငွေတရက်တည်ထောင်သွားကြဖို့သဘောတူညီချက်ရရှိခဲ့ပါတယ် အင်းလေးကံရေရှည်တည်တံ့ရေးအတွက်သုံးဆွဲနိုင်မှုတီးခြားရန်ပုံငွေတရက်ကိုပြည်အောင်စုဗန္နာငွေကဖြစ်စေပြည်နယ်အစိုးရဗန္နာငွေကနေဖြစ်စေရရှိသွားဖို့တင်ပြသွားမယ်လို့ဟိုတယ်နဲ့ခရီးသွားလာရေးပြည်အောင်စုဝင်ကြီးဦးအောင်ဝင်းကကတိပေးခဲ့တယ်လို့အင်းလေးတိုင်းသားရေးရာဝင်ကြီးဒေါက်တာထွန်းလိုင်ကဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်အသက်ပြန်လဲဖွဲ့စည်းနိုင်ခဲ့တဲ့အင်းလေးကံအုပ်ချုပ်ရေး late authority အဖွဲ့မှာအရင်က အဖွဲ့ဝင်17ဦးရှိရာကနေအခုအဖွဲ့ဝင်15ဦးထိရှိလာပြီး ကာကြီးကရင်တိုင်းရင်းသားဝင်ကြီးခါခွေပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးကငယ်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးကာကြီးညွှန်ကြားရေးမှူးရှမ်းပြည်နယ်ဟိုတယ်နဲ့ခရီးတို့ပါဝင်လာခဲ့တာဖြစ်ပါတယ်။ဧပြီလ28ရက်နေ့နဲ့29ရက်နေ့နှစ်ရက်တာဆွေးနွေးခဲ့ပြီးနောက်ဆွေးနွေးခဲ့ကြတဲ့အချက်လက်တွေကိုအားလုံးစုစည်းတင်ပြခဲ့ပြီးအင်းလေးကန်အာနာပိုင်အဖွဲ့ကိုအင်းလေးကန်အုပ်ချုပ်ရေးအဖွဲ့လို့ပြောင်းလဲခေါ်ဝေါ်စေခဲ့တာ ဖွဲ့စည်းပုံတွေကိုရှင်းလင်းတင်ပြကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။အင်းလေးကန်အုပ်ချုပ်ရေးလိတ် authority အဖွဲ့ကိုဗဟုကော်မတီလုပ်ငန်းကော်မတီဆိုပြီးခွဲထားကအဲ့ဒီအောက်မှာလုပ်ငန်းကော်မတီ၃ခုဆက်ခွဲထားပြီးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ဤပညာဆိုင်ရာအကြံပေးကော်မတီ၊ရန်ပုံငွေနဲ့လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းမှာဖြစ်ပါတယ်။